မင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တည့်ရတာဆောင်းရင်ရှောင်းရင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့အိန္ဒိယထိုင်းကင်းအစအဦးနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေပေါ်ပေါက်လာပါမယ်မထင်မှတ်တဲ့နေရာနေပြီးတော့ငွေကြေးများဝင်လာပါလိမ့်မယ်ဆွေမျိုးသားချင်းများရဲ့ဝမ်းသာစရာတည်ငြိမ်ကောင်းများကြားရပါလိမ့်မယ်မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော့ကရောက်အပ်ပါတယ်တင်ငားပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အနီရောက်နဲ့ချက်တွေးအောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအေရဖျက်မှာအုံနှုတ်ခေါဆွဲကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်အလောက်ကင်ခွင်လန်းကောင်းတွေဟာထင်မှတ်မထားလောက်အောင်ကောင်းနေပါလိမ့်မယ်ဝါယာရှော့ဖြစ်တတ်ပါတယ်မီးလျက်စစ်အထူးသတိထားပြပါချစ်တူရဲ့အထင်လွဲဆွတ်ဆွဲခြင်းကိုခံရတတ်ပါတယ်63ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ချက်တွဲရောင်နဲ့အနေရင်းအောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာရှင်အေးကလို့ပူဇော်ပေးပါအင်္ဂါသာသမီများတို့ယနေ့မှာတော့အဆအစအရာအဆင်ပြေအောင်မြင်နေပါလိမ့်မယ်။လူမျိုးကြပါတာကြာဆက်သူရှေ့ကအလုပ်ကိစ္စများအတွက်အဆင်ပြေပါလိမ့်မယ်။အချင်းနဲ့အိမ်တော်ကြီးမှာတော့တုံးနဲ့တူဖေးမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်။ငွေကန်ကတော့ကောင်းပါတယ်။ခြေတော့မှာထိခိုက်တန်ရာရတတ်ပါတယ်။တစ်သုံးပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကန်ကောင်းတဲ့ရောင်တော့အစိမ့်နှုတ်ရောင်ဖြစ်ပါတယ်။ ရေရာနေနေရတော့မိမိအရာဖျက်မှာ only ပါတယ်မဟုတ်ကတ်လူပွေးကောင်ပြေးပါဘုံတော်သားမိမိများတော့ယနေ့မှာတော့အလုံးမှာစိတ်ညစ်เสียစိတ်ရှုပ်เสียများနဲ့ကြုံတွေ့ရတတ်ပါတယ်ဘာပဲလုပ်လို့နှစ်ကြိမ်နှစ်ခါလောက်ရတတ်ပါတယ်အဆုဆက်တူရှယ်ယာလုပ်ငန်းတွေမအောင်မြင်နိုင်လေးပါဘူးငွေအထွက်များနေတတ်ပါတယ်ခါမြက်ခါနာဖြစ်တတ်ပါတယ်ချစ်သူစီရနေပြီးတော့မမျော်လင့်မဲ့လက်ဆောင်ရတတ်ပါတယ်၃၅ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့ခရမ်းရောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိအရာဖျက်မှာစမူစာ၅ခုကတ်လို့ပူဇော်ပေးပါကြာရာပရိသတ်အမျိုးများသူကယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းရခြင်းနာမည်ကောင်းရခြင်းများကြုံတွေ့ရပါမယ်ချင်းတဲ့အိမ်တော်ကြီးမှာတော့စိတ်လုံးမကြစရာတွေများနေတတ်ပါတယ်ကြံစီထားတဲ့များအရာတွေကိုရဲသေးသေးနဲ့လှုပ်ပေးပါအဆင်ပြေအောင်မြင်ပါလိမ့်မယ်ဘိုက်အောင်ဘိုက်နာ ဖြစ်တတ်ပါတယ်၄၈ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းနေအောင်တော့အဖြစ်အောင်ဖြစ်ပါတယ် ရေရာနေနေရတော့မိမိအရာဖျားမှာမုံလုံးရင်ပေါ်ကတ်လို့ပူဇော်ပေးပါ။တောက်ကြာသားသမီးများစွာယနေ့မှာတော့လူမျိုးကြားဘာသာကြားများရဲ့အကူအညီများရရှိပါလိမ့်မယ်။ရွှေလက်ဝေယတနာများနဲ့ပတ်သက်ပြီးတော့စိတ်တော်ကများတက်ပါတယ်။သူတပားရဲ့ကြောက်သွင်းခြင်းအထင်လွဲဆွဆွခြင်းမျိုးများကြုံတွေ့ရတတ်ပါတယ်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ချစ်သူစရာနေပြီးတော့သတင်းကောင်းများကြားရတတ်ပါတယ်။တစ်ခွန်ပါတဲ့ကနန်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြစ်အောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာလက်ဖက်တော့ကလည်းပူဇော်ပေးပါစနေသားသမီးယနေ့မှာတော့အိုးရင်ဆောင်းဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်အလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများနေကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာအနာတရဖြစ်တတ်ပါတယ်ဖျားပုံတော့ယဟန်ပုံတော်များအင်ကိုကြွလာရင်ဒီအဆခြောက်ဆုံးထီထိုးပေးပါအခြေအနေမှာတော့အယူအဆတွေပွဲလို့နေတတ်ပါတယ်။ကံကောင်းတဲ့အရာတော့အစိမ်းရောက်တဲ့အပြာရောင်ဖြစ်ပါတယ်။ ရေရာအနေနဲ့ကတော့မိမိအရာဖျားမှာတက်တီး60ကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ